ားလုံးပဲမိင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တလဒတာနောက်ဆုံးအစ်စ်မင်းအောင်လိုင်လာကြည်ညိဖြစ်ပြီးပြကူးတမန်စိညာအလုံးပိတ်ပင်လိုက်ပြီးမြေအတွင်စစ်သည်မောများကင်းလိန်ဒလမြို့နယ်နှင့်ရန်ကုန်မြို့စိတ်ကန်းဝင်းကျင်တို့ကုလုံးကိုလုံခြုံရေးတင်းကျပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ရန်ကုန်တလတတာနောက်ဆုံးအဆင့်အခြေအနေကိုအကြံဖတ်မြောင်းလိုက်ကလာရောက်ကြီးစုမြည်ဖြစ်ပြီးရန်ကုန်တလမြေကူးတမန်စိညာအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေအတွင်စစ်တင်းမော်များကင်းလင်နေကြောင်းဒေသခံပြည်သူများနှင့်စစ်ဘက်တရင်ရေးမြစ်ကပြောဆိုပါတယ်။ရှမန်နီအော်တိုဘာလ9ရက်နေ့ည8နာရီခန့်ကရန်ကုန်တလမြေကူးတမန်စိညာအလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြေအတွင်တွင်လည်းစစ်တင်းမော်အချို့ကိုကင်းလက်ချထားခဲ့ကြောင်း တလားမျိုးပေါ်နှင့်မြို့နယ်အတွင်းတွင်လည်းစစ်တပ်ကတက်ဆွဲခဲ့ပြီးခင်းလဲခဲ့ပြီးရန်ကုန်မြို့စိတ်ခမ်းဘက်အချမ်းတွင်စစ်ကားငယ်အချို့ဖြင့်လှည့်လေခင်းလဲမှုများကိုဂျမနီကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဇလာရန်ကုန်တမန်တွင်နဲ့တမန်စိတ်တွေအားလုံးကမင်းညာရှင်းနိုင်ကလေးကပိတ်ထားတယ်။သူတို့ပြေးဆွဲပေးနေတဲ့ရန်ကုန်တလမြေကူးတင်ပေါ်တော့ကူးပေးနေတယ်။ဒါပေမဲ့လူကြီးလာရင်မြေကူးတင်ပေါ်လဲခိတရက်ထားမယ်လို့ပြောတယ်။ညထဲမှာတော့စစ်တင်ပေါ်တွေတွေ့တယ်။ရန်ကုန်စိတ်ကမ်းဘက်ကလည်းစစ်သားတွေတော်တော်များများချထားတယ်။ တလာတတာကိုဟိုလိုမင်းအောင်လိုင်းလာကြည့်မှလို့ပြောတယ်ဟုဒေတာကန်ပြည်သူတဦးကပြောဆိုပါတယ်စစ်ပတ်တရင်ရေမြက်ကလည်းရန်ကုန်တလာတတာကိုမင်းအောင်လိုင်းတွားရောက်ရန်စက်တင်ဘာလအတွင်းကတည်းကစီစဉ်ထားခြင်းဖြစ်တော်လဲရုရှားခီးစင်အပါအဝင်အခြားကိစ္စများကြောင့်ခီးစင်ရွှေဆိုင်ခဲ့ကြောင်းယနေ့အော်တိုဘာလ၁ရက်နေ့တွင်မင်းအောင်လိုင်းတလာတတာတို့တွားရောက်ဖွယ်ရှိကြောင်းပြောဆိုပါတယ်တလာတရာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တင်ဘာခရီးကဒီနေ့သွားချင်းသွားနိုင်ပါတယ် ဒေတာကနောက်ဆုံးအစည်းဖြစ်နေပြီးဒီဇင်ဘာမှသို့မဟုတ်ဇန်နဝါရီမှဖွင့်ဖို့တွန်းလှုပ်နေတယ်ဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရန်ကုန်တလဒေတာမှတမန်နီကျိုးဆိုင်လေးလံသွားဒေတာကြီးဖြစ်ပြီးပင်မဒေတာအရှိ1936ပြည်နှင့်ဒေတာအရှိစုစုပေါင်း6143ပြည်ရှိကြောင်းတန်ချိန်တထောင်ခွဲကန့်ရှိတင်မော်ကြီးများရေလံကင်းလို့စွာသွာလာနိုင်ရန်အမြင့်ပေ160ခန်းနှင့်ရေလံခိလို့အကျိန်925ပေထားရှိဆောက်လုပ်သွားမည်ဖြစ်ကရင်တစင်းချင်းခန်းနိုင်ဝင်အားဖြင့် 85ဒံထိပြည့်ကြောင်းကိုရီးယားမြန်မာချင်းကြီးရေးဒလာဒလာကိုကိုရီးယားနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးရေးရှံပုံငွေ ETCFI လုံးချင်းဝင်အမေရိကန်ဒေါ်လာ138.833တန်းပြည်တွင်းရှံပုံငွေ30.341တန်းစုစုပေါင်းကုန်ချငွေအမေရိကန်ဒေါ်လာ168.184တန်းကုန်ချမည်ဖြစ်ပြီး ိုရီးယားထုတ်ကုန်သွင်းကုန်ပန်းနဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါဒလဒရာတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမရနိုင်ငံဆိုဆူကုမ္ပဏီလီမိတက်ကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်သောကိုရီးယား GS Engineering Group ကအဓိကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပါတယ်။ ရန်ကုန်ဒလဒတာဖွင့်လှစ်ပြီးစီးပါကရန်ကုန်မြို့မှဒလတွန်တီကော့မှုကွန်းချံကုန်မြို့နယ်များဒီတရက်ဒတာမှတက်စဉ်တန်းကြီးဒီတာများနှင့်အေယာဝတီတိုင်းတစ်ခုလုံးသို့ရေကူးလင်းမြန်စွာသွားလာနိုင်ပြီဖြစ်ပါသည်ဆလပီပြည်မျိုးနယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသောဖြူစောတိခေါင်းဆောင်လှမြင့်ကိုအရှင်ဖမ်းမိတော်လဲခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရမှတေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ကိုးတိုင်းပြည်မြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်ရွေးကောက်ပွဲကိုကူညီနေတဲ့ဖြူစော်တီခေါင်းဆောင်လှမြင့်ကိုအရှင်ဖမ်းမိတော်လေခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရမှာတည်ဆုံခဲ့ကြောင်းဖြိခိုင်တရင်နှင့်တရင်နှင့်ကြံကြာဤထားဝန်ကန်ရက်စတာကသတင်းဌာနကိုပြောပါရယ်အော်တိုဘလာ6ရက်နေ့နနက်10နာရီခန့်တွင်ပြည်မြို့နယ်ပေါင်းတလေအပိုင်းခွေရဲချင်းရုပ်ကုံကြီးရွာမှဖြူစော်တီခေါင်းဆောင်လှမြင့်ကိုဝင်တင်စိတ်ကြီးရွာအနီးပဲခူးတိုင်းစစ်ဌာနဘူဟာ27ကိုကဲမှုအောက်ရှိ ပြီးခရိုင်တရင်နှင့်3600နှစ်တရင်နှင့်ပြီးခရိုင်တရင်တင်3600တရင်ရဲပေါ်များကအရှင်ဖန်းစီရမိခဲ့ကြောင်းသိရပါတယ်။ထို့သောဖန်းစီရမိပြီးနောက်စစ်စေးမိမြန်ရန်ခေါ်ဆောင်လာစဉ်လမ်းပိုင်းတနီးယာအရောက်တွင် ပြန်လေခုခံထွက်ပြေး၍လိုက်လံပစ်ခတ်ဖန်းစီစဉ်ကြီးထိမှန်ပြီးဝဲချင်းပြီးတည်ဆုံခဲ့ကြောင်းပြူစော်တီလာမြင့်ထံမှာခဲသည့်ထိပ်ပစ်ပစ်ခတ်ရသောဂက်စတုံပစ္စတိုတလန်ဆိုင်ကယ်တစီနှင့်လက်ကင်ဖုံးတစ်လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါသည် တည်ဆုံသွားသောလှမြင့်သည်ပေါင်းတလေမြောက်ချမ်းဤဖြူစော်တီခေါင်းဆောင်ဖြစ်ပြီးဖြူစော်တီအဖွဲ့ဝင်များစုဆောင်ခြင်းဂျေးဝါအတွင်ရှိလူငယ်များ၏အချက်အလက်များကောက်ယူ၍ပေါင်းတလေရဲစခန်း၏စစ်ကော်မရှင်၏လူကြီးပိုင်းများထံတရင်းများပေးပို့ခြင်း စစ်ကောမရှင်အမိခံအကြံဖက်စစ်တပ်ကပြုလုပ်မယ်ရွှေကောက်ပွဲအားကုညီချင်းများအပြင်၎င်းဦးစီးသောဖြူစောတိအဖွဲ့ကပေါင်းတလေမြို့ပေါ်နှင့်ကြီးရွာများတွင်အေစရင်စစ်ချင်းအတင်းအာရမစစ်မှုတန်းတစ်ခေါ်ယူခြင်းနှင့်ပေါ်တာဆွဲဖမ်းဆီးခြင်းများတွင်အ धिक ပါဝင်လှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါသည်ကျွန်တော်တို့လမ်းမြင့်စီကတိန်စီရမိတဲ့ဖုံးကနေတစဉ်ပေါင်းတလေနေမြင့်နေဝတီးခန်နေမြေကရက်ွက်ကြီးရွာမှရှိတဲ့ပြည်သူစစ်စရင်တွေရရှိထားပါပြီ။ စစ်ကောင်စီရဲ့တောက်တိုင်မှန်သမျှစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီသူမှန်သမျှကိုစုံစမ်းပြီးထိရောက်စွာအရေးယူသွားပါမယ်။ပြည်သူများအနေနဲ့လေစစ်ကောင်စီရဲ့တွာလာလှုပ်ရှားမှုနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးအနိုင်ကျင့်နေတဲ့အသားတွေကလောက်ထွက်ပြည်သူတစ္ဆာဖောက်တွေရဲ့နေရက်နဲ့တွာလာလှုပ်ရှားမှုတွေကိုသတင်းပေးရင်ဒေါ်လန်ရဲ့ဖွဲ့တွေကိုပူးပေါင်းဖို့ဖိတ်ခေါ်ပါတယ်ဟုပြည်ခိုင်တရင်နှင့်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Grestar ကပြောဆိုပါတယ် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်